အားလုံးမင်္ဂလာပါ Wester Wave မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာ Jeffrey Shaw ရေးသားထားတဲ့ The Self Employed Life ဆိုတဲ့စီးပွားရှာနည်းနဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးစာအုပ်လေးအကြောင်းပဲဖြစ်ပါတယ်ဒီစာအုပ်ဟာဆိုရင်2023ခုနှစ်ကထုတ်ဝေခဲ့တဲ့စာအုပ်လေးဖြစ်ပြီးတော့မိမိကိုယ်ပိုင်လုပ်ငန်းထူထောင်လို့သူတွေဒါမှမဟုတ်လက်ရှိအလုပ်ထဲမှာပဲပုံမှုအဆင်ပြေတိုးတက်လို့သူတွေအတွက် တကယ်လက်တွေ့ကြကြလုံးဆောင်ရမှာတွေကိုဖြေးသားလန့်ပြထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်။ဒါအပြင်ဒီစာအုပ်လေးဟာနိုင်ငံတကာစာဖတ်သူတွေအထူးသဖြင့်လူငယ်စွန့်ဦးတီထွင်သူတွေအကြားမှာလန့်ပြစာအုပ်တအုပ်အဖြစ်ရေးပန်းစားခဲ့တဲ့စာအုပ်ကောင်းလေးတအုပ်လေးဖြစ်ပါတယ်။အသက်49နှစ်ရှိပြီဖြစ်တဲ့စာရေးသူ Jeffrey Shaw ဟာဆိုရင် သူ့အင်္ဂါချက်ဥတွေကို14နှစ်သားလောက်ကတည်းကကိုရိုင်းစရောင်းပြီးစီးပွားရှာခဲ့တဲ့သူဖြစ်တယ်လို့အရွယ်ရောက်လာတဲ့အခါမှာလည်းအလှချက်ပုံစရာ စီးပွားရေးအကြံပေးစားတဲ့ကိုပိုင်လုပ်ငန်းတွေနဲ့အောင်မြင်နေသူတဦးဖြစ်ပါတယ်။စာရေးသူကိုရိုင်းကဒီလိုစွန့်ဦးတည်ထွင်သူတယောက်ဖြစ်တဲ့အတွက်အခုသူ့ရဲ့လက်ရာဖြစ်တဲ့ဒီစာအုပ်လေးမှာလည်းကိုပိုင်လုပ်ငန်းလောက်ကိုင်းတဲ့အခါကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေကိုလက်တွေ့ကြကြအရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ဒီစာအုပ်ရိပ်ထူးခြားချက်လေးကတော့အခြားစာအုပ်တွေလိုဘလူးလောက်ဆောင်မှာဘလူးပြုမှုပါစားတဲ့လုပ်ငန်းစဉ်တွေကိုရေးသားထားတာမဟုတ်ဘဲနဲ့ကိုပိုင်စီးပွားရေးလုပ်တဲ့နေရာမှာမိမိလုပ်ငန်းခွင့်နဲ့ကိုရီကိုသွေးဟာဆက်ဆက်နေတယ်ဆိုတာကိုလက်ခံထားဖို့လက်တွေ့ကြကြတည်တည်ကြကြလေးရေးပြထားတာကိုတွေ့ရပါတယ်။မမရရစာသားလေးတစ်ချောင်းတည်းလေးကောင်းလို့ပြရရင်တော့ you may be in business for yourself but you are not in business by yourself ဆိုတဲ့စာသားလေးပါပဲဆိုလိုတာကတော့မိတ်ဆွေဟာမိတ်ဆွေရဲ့အကျိုးစီးပွားအတွက်အလုပ်လုပ်တာဖြစ်ပေမဲ့မိတ်ဆွေရဲ့လုပ်ငန်းကတော့မိတ်ဆွေတယောက်တည်းနဲ့တင်တက်ဆိုင်တာမဟုတ်ပေအလုပ်အပေါ်ထားတဲ့မိတ်ဆွေရဲ့စိတ်နေစိတ်ထားရှီဆက်သွားမဲ့မဟာဗျူဟာရီနဲ့မိတ်ဆွေရဲ့ပတ်ဝန်းကျင်တွေနဲ့ပါတက်ဆိုင်နေပါတယ်ဆိုတဲ့အကြောင်းကိုအလေးပေးဖော်ပြထားပါတယ် အပိုင်း၃ပိုင်းပါဝင်တဲ့လုပ်ငန်းစနစ် Three Pillars of Self Employed Ecosystem ရဲ့ပထမဆုံးအပိုင်းဖြစ်တဲ့မိမိကိုယ်ရည်ကိုယ်သွေးကိုတိုးတက်အောင်လုပ်ဖို့ဆိုတာလေးကိုနားဆင်ကြကြရအောင်ပါ။စာရေးဆရာရှောကတော့ကိုယ်ရည်ကိုယ်သွေးဆိုတာကိုယ်ပိုင်လုပ်ငန်းလုပ်မဲ့သူတွေအတွက်အောင်မြင်မှုအခြေခံအုတ်မြစ်ဖြစ်ပါတယ်လို့ခိုင်ခိုင်မာမာဖော်ပြထားတာကိုတွေ့ရပါတယ်။သူရေးသားထားတာလေးကိုကောင်းလို့ဖော်ပြရမယ်ဆိုရင်ဖြင့် your level of success really assess your level of personal development ပါတဲ့ဆိုလိုတာကဘဝမှာအောင်မြင်မှုအတိုင်းအတာဆိုတာမိမိရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင်လုပ်နိုင်စွမ်းမပဲလို့အထိပ္ပယ်တက်ရောက်ပြီးတော့ဒီစားသားလေးဟာဆိုရင်မိမိကိုယ်ရည်ကိုယ်သွေးအတိုင်းအတာကိုကိုယ်တိုင်သိရှိုံတည်းမကဘူးတိုးတက်အောင်လှုပ်ဆောင်ဖို့လေလိုအပ်ကြောင်းကိုမိမောင်းထုတ်ပြနေခြင်းလေးဖြစ်ပါတယ် တနည်းအားဖြင့်မိမိအားနည်းချက်အားသာချက်တွေကိုကိုယ်တိုင်သိရှိဖို့လိုအပ်ပြီးတော့အားနည်းချက်ကိုလည်းကြော်လွှားလိုတဲ့စိတ်ငြိစိတ်ထားမျိုးဝေးမြူဖို့လိုအပ်မှာဖြစ်တယ်လို့စာရေးသူကဆိုလိုတာဖြစ်ပါတယ်။ဆက်လက်ပြီးစာရေးသူရှောင်းဖော်ပြထားတာကတော့အားနည်းချက်ကိုကြော်လွှားတဲ့အခါအခြားသူတွေပြောတဲ့အတိုင်းလိုက်လုံးနဲ့အစားမိမိအတွင်းစိတ်ရဲ့စကားတန့်ကိုနားထောင်ဖို့လိုကြောင်းဥပမာလေးတွေနဲ့ကြိုးချောင်းညီညွတ်စွာရေးသားထားတာကိုတွေ့ရပါတယ်။ ဒါအပြင်ကိုပိုင်လုပ်ငန်းလုပ်မဲ့သူတွေအနေနဲ့ငွေကြေးနဲ့ပတ်သက်ရင်ရင်းနှီးမြှုပ်နှံတဲ့နေရာမှာရေရေဝင်းဝင်းလုပ်ဖို့ရှုံးမမကြောက်ဘူးနဲ့ငွေကြေးအရှုံးအမြတ်ထက် client တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ခြင်းရှိမရှိနဲ့ပဲအောင်မြင်မှုဆိုတာကိုပိုင်းခြားသတ်မှတ်ပြီးမိမိအလုပ်ကိုတံမိုးထားဖို့လူကြောင်းကိုလည်းထည့်သွင်းဖော်ပြထားပါတယ်ပြီးတော့ဒီစာအုပ်မှာပါတဲ့မိကွန်းလေးတွေထဲကအကောင်းဆုံးတစ်ချို့ကိုကောက်နှုတ်ပြရရင် ကလိုင်းယန့်တွေကတင့်ကိုလုပ်ငန်းနဲ့ပတ်သက်ရင်ဘလို့ပုံစံမျိုးမှတ်မိနေစေချင်တလဲတင့်ရဲ့လုပ်ငန်းနဲ့ပေမှာရောတင်းနဲ့ပတ်သက်တဲ့ဘလို့နာမည်မျိုးတည်ဆောက်ချင်တလဲတင်ဒီအလုံးလုံးလိုက်ရင်ဘယ်နေရာမှာဘလို့တက်ရောက်မှုမျိုးတွေရှိနိုင်မလဲစားတဲ့မိကုန်လေးတွေဟာကိုရီကိုသွေးနဲ့လုပ်ငန်းရှိမှန်းချက်ကို ပေါင်းစည်းအဖြစ်ပေးနိုင်စေပါလိမ့်မယ်ဒီမိကုန်လေးတွေကိုကိုယ်တိုင်ဖြည့်ကြည့်မှသာကိုယ်ပိုင်လုပ်ငန်းခွင်တစ်ခုရဲ့လုပ်ငန်းလိုအပ်ချက် demand တွေနဲ့တွေ့လာတဲ့အခါ ိတ်ဆွေအနေနဲ့ရှင်းရှင်းလင်းလင်းကြိုက်တွေဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်လို့ရှင်းသားဖော်ပြထားပါတယ်။ဆက်လက်ပြီးဒုတိယပိုင်းအဖြစ် လုပ်ငန်းနယ်ပယ်ရဲ့အသက်တွေးကြောဖြစ်တဲ့ business strategy ကိုလေ့လာကြည့်ကြရအောင်ပါ။ဒီအပိုင်းမှာဆိုရင်စာရေးသူက hack marketing လို့ခေါ်တဲ့ထူခြားတဲ့ marketing strategy တစ်ခုအကြောင်းကိုဖော်ပြထားပါတယ်။ hack marketing ဆိုတာကိုယ်လုပ်ငန်းအကြောင်းစိတ်မဝင်စားတဲ့ customer တွေကို အတင်းဆွဲဆောင်စီးရုံးနေမဲ့အစား မိမိလုပ်ငန်းအပေါ်အားကိုးတဲ့ customer တွေကို ပိုပြီးအလေးထားဝန်ဆောင်မှုပေးတဲ့ marketing ဖြူဟာဖြစ်ပါတယ်။ဒီ marketing ဖြူဟာ ਨੇ ပသက်ပြီးစာရေးသူကသူ့ရဲ့ထပ်ပုံစရာဘဝအတွေ့အကြုံလေးတွေနဲ့ဥပမာပေးထားတာကို တွေ့ရပါတယ်။သူရဲ့ထပ်ပုံစရာဘဝမှာစာရေးသူဟာလူကုန်ထံမိသားစုတွေရဲ့ယုံကြည်မှုကိုရအောင်ယူနိုင်တဲ့အတွက်ကြောင့် တဖြည်းဖြည်းနဲ့သူ့ရဲ့ပုံမှန်ဖောက်တယ်တွေကများလာပြီးတော့သူ့ရဲ့လက်ရည်တွေနဲ့ပတ်သက်ပြီး website တွေနဲ့တဆင့်စကားတွေကနေတဆင့်စူးစမ်းလို့သူတွေအခြားမိတ်ဆွေအစ်စ်တွေကိုဆွဲဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက် customer တွေနဲ့သူ့အတွက်လည်းနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်အချိန်ခွဲဝေမှုစနစ်ကိုကျင့်သုံးခဲ့ကြ။ customer တအူးချင်းစီအတွက်ဂျေဆူးတင်ချောင်း postcard လေးတွေပို့ပေးဖြစ်ကြောင်း ဂျပန်တနိုင်လုပ်ငန်းလေးကနေတကယ်ဖိုတိုစတူဒီယိုလုပ်ငန်းကြီးအဖြစ်တိုးချဲ့လာပုံတွေကို ဖော်ပြထားပါတယ်။ဖေလုပ်ငန်းမဆိုပထမဦးဆုံးကစတမာတဦးကနေစကြရခြင်းဖြစ်ပါတယ်။လူတန်းလူချင်းဆောင်ဆိုတဲ့စကားအတိုင်းမိမိလုပ်ငန်းအမြင်တိုးတက်ဖို့အတွက် customer အသစ်တွေကိုကြည့်ပဲလိုက်လံစီယုံပြီး marketing ဆင်းနေတာထက်ရှင်ရင်ဆွဲ customer တွေကိုအမြဲကိုးစီမှာပဲရှိနေအောင်ဂရုစိုက်ပေးတာက သူတို့ကနေတဆင့်အခြား customer အသစ်တွေကိုတဆင့်စကားတဆင့်နာနဲ့ခေါ်ဆောင်လာမှာဖြစ်ပါတယ်။တတိယအပိုင်းကတော့ daily habit ဖြစ်ပါတယ်။ပုံသေးတက်မှတ်လို့မရတဲ့ကိုယ်ပိုင်လုပ်ငန်းသမားတွေအတွက်ကတော့ဒီအချက်ဟာအရေးကြီးတဲ့အထင်မှပါတယ်ဆိုတာကိုဖော်ပြချင်ပါတယ်။ဒီအပိုင်းမှာဆိုရင် show ကကိုယ်ပိုင်လုပ်ငန်းသမားတွေဆိုတာ roller coaster စီးတဲ့လိုမျိုးအတက်အကျအနေနဲ့ရှိတဲ့နေပယ်မျိုးဖြစ်တာကြောင့်လုပ်ငန်းအနေအမြင့်တွေ client demand တွေနဲ့ပုဂ္ဂလိကစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံနိုင်မှုအတွက်မိမိနေ့စဉ်အချင်းစရိုက်လေးတွေကိုစမ်းစစ်ကြည့်ဖို့အကြံပြုထားပါတယ်။မိမိနေ့စဉ်အချင်းစရိုက်လေးတွေနဲ့ပတ်သက်ရင်လည်းစိတ်ကြည်လင်စေပြီးဖန်တီးနိုင်စွမ်းနေကောင်းလာစေဖို့အတွက်မနက်စောစောလမ်းလျှောက်တဲ့အချင်းမျိုး၊ခြားနေစားဆောင်လေးတွေဖတ်တတ်တဲ့အချင်းမျိုးကိုမွေးမြူကြဖို့စာရေးသူကအကြံပြုထားတာကိုတွေ့ရပါတယ်။ ဆာရီသူဆိုရင်တလကိုစာအုပ်ရေ90ပြည့်အောင်မဖြစ်မနေဖတ်ပါတယ်တဲ့ဒါအပြင်လုပ်ငန်းခွင့်အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့အခါတိုင်းကိုအလောက်ကို customer ကတဘောမသွေးတဲ့အခါတိုင်းအားမငယ်စေဖို့စိတ်မပြတ်စေဖို့နဲ့ဒါဟာအောင်မြင်ဖို့အတွက်စံသက်ချက်တစ်ခုဖြစ်ပါတယ်ဆိုတဲ့စိတ်ကိုထားတတ်စေဖို့လဲရှောကအကြံပြုရေးသားထားပါတယ်ဒါတင်မကတိပါဘူးကိုပိုင်လုပ်ငန်းသမားတွေအတွက်ကတော့ ကိုကအလုံးလုံးနေဖို့သာလိုအပ်ပြီးအလောက်ကကိုကိုပြန်မဖြစ်စေစေဖို့အတွက်လည်းအနာယူဖို့လိုအပ်ကြောင်းအာယုံလွဲဖို့လိုအပ်ကြောင်းနဲ့ဒီလိုမိမိနှင်းစင်အကျင့်စရိုက်လေးတွေကိုပြုပြင်ပြောင်းလဲလိုက်ခြင်းအပြင်ရှိရှိအောင်မြင်မှုအတွက်အခြေခံအုံမြင့်လေးတွေဖြစ်လာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုစာရေးသူရဲ့ဘဝအသွေးကြုံတွေနဲ့ရှင်ပြီးတော့ဝေဝေဆဆာရေးသားဖော်ပြထားပါတယ်အခုဆိုရင်တော့ဒီစာအုပ်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကို နားဆင်ခဲ့ကြပြီပါဗျ။ အကျဉ်းချုပ်ဆိုရရင်တော့ကိုပိုင်လုပ်ငန်းလုပ်မဲ့သူဒါမှမဟုတ်စုပ်ဦးတည်ထွင်တမားတိုင်းဟာကိုရီကိုသွေး personal development တို့တအောင်လုပ်ဖို့လိုအပ်ကြောင်းကိုလုံးမဲ့စီးပွားရေးရဲ့ရေရှည်မဟာဖြူဟာ business strategy ကိုချမှတ်ထားရမှာဖြစ်ကြောင်းနဲ့ကိုရဲ့နေစဉ်အချင်းစရိုက် daily habit လေးတွေကိုညှတာအောင်လေ့ကျင့်ထိန်းသိမ်းထားမှာဖြစ်ကြောင်းစာရေးသူကဆိုပါတယ် ိမိကိုယ်ကို အောင်မြင်ကြီးပွားလုပ်သူတိုင်းလှုပ်ဆောင်ရမယ်အပိုင်း၃ပိုင်းပါဝင်တဲ့လုပ်ငန်းစနစ်3 pillars of self employed ecosystem ဆိုတဲ့အကြောင်းလေးကိုစာရေးသူရဲ့ဘဝအတွေ့အကြုံတွေလူငယ်ဆဆပေါပေါပါပါအမြင်တွေနဲ့အတူဗဟုသုတဖြစ်ဖွယ်လက်တွေ့ကြကြရေးသားတင်ဆက်ပေးထားပါတယ်ပြီးတော့စာရေးသူရှောကိုရိုင်ဟာလည်းလက်တွေ့မှာအောင်မြင်တဲ့စွန့်ဦးတည်ထွင်သူတယောက်ဖြစ်တဲ့အတွက် စုံဦးတီထွင်သူတို့ရဲ့ရှောက်လန်းရလန်းချောင်းကိုဝေဝေဆာဆာရှိသားထားတဲ့စာအုပ်ကောင်းလေးတအုပ်လည်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ The Self Employed Life စာအုပ်ရဲ့အနည်းချုပ်ကိုဒီမှာပဲနှိကုံခြုံလိုက်ရပါတယ်။နောက်နေ့တွေမှာလည်းစာအုပ်အသစ်တွေဘဝတူတာရစရာတွေနဲ့အခြားသောအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Subscribe လုပ်သွားပြပါအောင်ရှင်။ အဆုံးထိလိုက်ပါကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို Wisdom Wave မြန်မာမှကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲတာယာဖြစ်ရှင်တဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေ။